ခုနမည်ကြီးနေတဲ့3 miles နဲ့အတူပြန်နမည်ကြီးလာတာက1989ခုနှစ်ကအောင်းလင်းရီရဲ့ဆက်သွယ်မှုဘူး signal အကြောင်းဖြစ်ပါတယ်။ video နောက်ဆုံးမှာအောင်းလင်းရဲ့ဆက်သွယ်လာတဲ့ signal ကို NASA ကထုတ်ပြန်ထားတဲ့အတန်ကိုလည်းထည့်သွင်းပေးထားလို့ video ကိုဆုံးအောင်ကြည့်သွားတော့ကျွန်တော်ကတော့ကိုအောင်ဖြစ်ပါတယ်1989 wow signal ဆိုတာလူသမိုင်းတွေကအမိုက်စာ space mystery တစ်ခုဖြစ်ပါတယ် 1989ခုနှစ်ဩဂုတ်လ15ရက်နေ့ည Ohio State University ရဲ့ Big Ear Radio Telescope မှာအောက်ပွဲဖြစ်စဉ်တစ်ခုဖြစ်သွားတယ်။ Gary Imelo အမည်ရှိတဲ့သုတေသနပညာရှင်တဦးက Space ထဲကနေလာတဲ့တိကျသည့် Radio Signal တစ်ခုကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ Signal နာမည်ကတော့ Wow Signal အဲ့ဒီအချိန်မှာ Imelo က computer printer ပေါ်မှာမယုံနိုင်လောက်အောင်ညှပ်ထားတဲ့ data တန်ဖိုးတွေကိုမြင်လိုက်တော့ signal နဲ့ပတ်သက်တဲ့အချက်လက်တွေကြာချိန်80နှစ်စက္ကန့်တချိန်သာဖမ်းမိဒီနေရာ e ja Sagittarius constellation အနီးနားကနေလာတာလိုမျိုးပဲ frequency ya 1420 ms hydrogen and line frequency တောင်းဝင်ရှိတဲ့ space frequency တခုအင်အားပုံမှန် yeah, space noise ထက်အလွန်တက် the... strong peak, peak, peak signal ဒီ signal ha earth satellite aircraft radio station တခုကမဟုတ်ပဲ space ထဲကနေလာတာလို့ဖြစ်နေတဲ့အတွက် yeah. ဲ့ဒီအချိန်မှာများစွာသောသိပ္ပံပညာရှင်တွေကအပြင်လောကသားတွေစီကလာလာလာလို့စဉ်းစားခဲ့ကြတယ်။အလင်းစီကဖြစ်နိုင်သလား။အချို့က SETI Search for Extraterrestrial Intelligence ကဲ့သို့သောအဖွဲ့တွေကအပြင်လောကသားတွေစီကဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပေမဲ့နောက်ပိုင်းတွေတခါမှထပ်မဖမ်းမိတော့ပါ။တခြား Telescope တွေကတော့တစ်ချိန်တောင် follow လုပ်လို့မတွေ့တော့ပါ။အချို့သိပ္ပံပညာရှင်တွေကတော့အနီးအနားကခံတစ်ခုကနေ reflective ဖြစ်နိုင်တယ် တို့မဟုတ် birth မှာပေးပို့တဲ့ signal တစ်ခု accidental ဖြစ်နိုင်တယ်လို့ theory ထုတ်ခဲ့ကြပေမဲ့တခုမှအတည်ပြုမရခဲ့ပါ data နဲ့အတန် video telescope ဟာအတန်မဖမ်းပဲ radio line data radio intensity data ကိုဖမ်းတာဖြစ်ပါတယ်နောက်ပိုင်းမှာစက်တသုတေသနအဖွဲ့တွေကအဲ့ဒီ data ကိုအတန်အနေနဲ့ပြောင်းဖန်ပြီး simulation လုပ်ကြပြီးနားထောင်မယ်ဆိုရင် BBP ဘလို့တဖြည်းဖြည်းတက်လာတဲ့အတန်မျိုးဖြစ်ပါတယ် နောက်ပိုင်း42ကျော်လုံးပညာရှင်တွေကဝေါ် signal နဲ့တူတဲ့အရာတစ်ခုပေါ်လာမလားဆိုတာစောင့်နေကြပေမဲ့အခုထိတစ်ခုပေါ်လာတာမရှိသေးပါဒါကြောင့်ဝေါ် signal ဟာလူသမိုင်းထဲမှာအပြင်လောကသားတွေနဲ့ပထမဆုံးထိတွေ့မှုဖြစ်နိုင်တဲ့တဲကတူမဟုတ်အတန်းဆိုပြီးသမိုင်းဝင်နေခဲ့ပါတယ်ဒီ signal ကိုတေချာနားထောင်ခြင်းရင် data ကိုအတန်းဖြစ်ပြောင်းလဲထားတဲ့ NASA ရဲ့ simulation အတန်း link မှာ what the wall signal might sound like လူရှာကြည့်နိုင်ပါတယ်ဒီဗိုက်ရီယိုနောက်ဆုံးမှလဲထိုးအတန်ကိုထည့်ထားပေးပါတယ်သူ့အတန်ဟာတကယ်စိတ်ကူးရင်ပွဲလှတရားရှိပြီအဲ့ဒီအချိန်တကယ်အဝင်တူးကလမ်းပြောလာတာလားဆိုတဲ့မေးခွန်းကိုထပ်မံဖွင့်ပေးနေစေပါ1989 signal အပြင်လောကသားတွေစီကပထမဆုံးစာသားလားဒါမှမဟုတ်လူသားတို့နဲ့မတိသေးတဲ့ space mystery တစ်ခုတာလားအဖြေကိုတော့တစ်သက်လုံးရှာနေစေပါ ီလိုထူးထူးဆန်းဆန်းလေးတွေဖြစ်ရမှန်ဇလန်းလေးတွေကိုအမြဲတင်ပေးသွားမှာမလို့ like follow share and subscribe လုပ်ထားပေးနော်